မြန်လာပါမျိုးတွေဒီနေ့လာချင်းနေတာဖြစ်တာကြောက်ပါရှင်အေးကိုလည်းအစိုးရပြေလက်ခံဖို့တဲ့ကုလသမဂ္ဂနဲ့နိုင်ငံတကာကိုအရက်ဖက်ဖွင့်စီပေါင်း200ကျော်ကရေးသားတောင်းဆိုလိုက်ပါတယ်အေးကိုအစိုးရပြေလက်ခံဖို့ရှိမှလည်းပဲကုလသမဂ္ဂကိုတောင်းဆိုပါတယ်လူ့ကိုယ်နိုင်ငံကိုတောင်းဆိုပါတယ်ဒီနေ့နိုင်ငံကိုတောင်းဆိုပါတယ်အရက်ဖက်ဖွင့်စီပေါင်း200ကျော်ကတောင်းဆိုပါတယ်ဘယ်ပုဂ္ဂိုလ်ကတောင်းဆိုပါတယ်ဘယ်လူကြီးကတောင်းဆိုပါနဲ့တောင်းဆိုရင်နေလန်းလိုက်ဖို့ပဲခင်ဗျားတို့တောင်းဆိုရရင်များနေ နေဆက်ဆုံးဖြစ်စဉ်ကိုပြောပြမယ်။တမူပါခဖဆယ်ကောင်ကိုအိန္ဒိယစစ်တပ်နေချားဆောင်တပ်ကပြစ်တက်လိုက်တဲ့မသားတွေနောက်တမှပြန်ပြီးတယ်။စင်တကောင်လုံးတွေ့လာအောင်စင်ချီရရှာတဲ့ဇင်မောင်အောင်ကပါပြောလေ။တမူပါခဘဆယ်ကောင်အသက်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့တရားမျှတမှုအမှန်တရားပွင့်လင်းမြင်သာမှုကိုအိန္ဒိယအစိုးအိန္ဒိယအစိုးရထံကို စာရေးပြီးတော့တောင်းဆိုထားပါတယ်တဲ့။နော်ဆိုတော့ ခင်ဗျားတို့ကဟိုတောင်းဆိုတယ်ဒီကိုတောင်းဆိုတယ်ပဲပြောတာခင်ဗျားတို့ရဲ့တောင်းဆိုချက်တွေကိုအဲ့ဒီကာယကံရှင်တွေကဘယ်လိုတုံ့ပြန်လိုက်တလဲဘယ်လိုပြန်လဲဖြေချလိုက်တလဲဆိုတာကမပေါအောင်နော်အခုဆိုလည်းပဲတမှုပကပဆယ်တောင်းကိုအိန္ဒိယနေသားသောစစ်တပ်ကပြစ်တက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဇင်မာအောင်တောင်းဆိုတာ၃လတောင်ပြည့်တော့မယ်အခုချိန်ထိဖြေရှင်းချက်မလာဘူးနော်ခင်ဗျားတို့ဖြစ်ကဘာနဲ့တူလဲဆိုရင်ကိုတချင်းလိုပဲငါစားရီထားတယ်မြန်မာဖယ်မကြည့်ပဲ ရှင်ရလို့ပြောနေကြဖုံးတယ်လေးဟာစိတ်တွေဦးအီရယာပြန်မစိတ်နဲ့ကိုနဲ့မကက်တော်ဘူးဘူးလေအဲ့လိုပဲငါစာရေးရေးထားရင်လည်းဖတ်မှာဖတ်မကြည့်ပဲငါတော့စာရေးအများကြီးရေးပြီးကုလသမဂ္ဂကိုတောင်းဆိုလိုက်နိုင်ငံတကာကိုတောင်းဆိုလိုက်နေရအဲ့အစာရေးမဖတ်တော့ငါမှစိတ်နဲ့ကိုနဲ့မကက်တော်ဘူးအဲ့လိုဖြစ်သွားတာပေါ့နော်နောက်ဆိုတော့အာခင်ဗျားတို့အဖြစ်ကအဲ့ဒီဂျူးဝဲသချင်းလိုပါပဲလို့နောက်ထပ်က ိရင်ဒီမှာတဲ့စစ်ဆောင်နေအငတ်ဘေးဆိုင်နိုင်နေလို့ကိရင်ဒီလူခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့ကပြောပါတယ်တော်တော်ခြားလူလန်တဲ့အဖွဲ့ပဲကိရင်ဒီလူခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့တော်တော်ကိုခြားတူးလန်တဲ့အဖွဲ့ခင်ဗျားတို့ကအခု2025ဆယ်လပိုင်းရောက်မှပြောတာကျမက2023 2024တဲ့ကကရားပြည်နယ်မှာအငတ်ဘေးဆိုင်တော့မယ်ကရားတပြည်နယ်လုံး district ဖြစ်နေပြီလို့ကျမပြောခဲ့တာကျမတို့မှာဟာတိပြောခဲ့တာ မားတို့တွေတစ်လေးလုံးစစ်စစ်ရေးဆိုပြီးတော့တစ်တုံညာနှစ်ခုကိုအားကြပြီးတရားတပြည်နယ်လုံးကိုတိမ့်မဲ့လမ်းများအလုံးနေပြီးတော့တို့ဆိုပြီးမာဝီနဲ့မင်းကုံနိုင်နဲ့နေမျိုးစင်နဲ့အယူထတွေကကရားတပြည်နယ်လုံး free state ဖြစ်တော့မယ်ကရားတပြည်နယ်လုံးလက်ရှိမှာ d state ဖြစ်နေပြီလို့ကျွန်မပြောခဲ့တာကရားတပြည်နယ်လုံးပေါင်းလို့လူကြီး၄သိန်းမရှိဘူးလက်ရှိမှာလူကြီးသုံးသိန်းနေပါစေပေဒုက္ခတဲ့ဘွားကိုရောက်နေပြီးထမင်းနေငတ်နေပြီးလို့ကျမသတိပေးခဲ့တာရှင်တို့ကတည်းကတည်နိုးနေကြတယ် တော်တော်ကိုခြာတူးလန်နေဖွဲ့ပဲ။ဘုရားတပည့်နယ်လည်းမထင်နဲ့ချင်းပြည်နယ်မှာလည်းဒီလိုပဲ။ချင်းတပည့်နယ်လုံးပေါင်းလို့လူကြီး၄သိန်းမရှိဘူး။လက်ရှိမှာလူကြီး၂သိန်းခွဲ၃သိန်းနေပါစစ်ပေးဒုက္ခတဲ့ဖြစ်နေကြတယ်။နော်။တချို့လူမျိုးစုတွေကချင်းပြည်နယ်မှာလူမျိုးစု53မျိုးရှိ။အဲ့ဒီ53မျိုးအကုန်ပေါင်းတာတော့၄သိန်းမပြည့်ဘူး။ဒါကြောင့်တချို့တော့တိုင်းရင်းသားမျိုးနွယ်စုတွေကချင်းတပည့်နယ်လုံးပေါင်းလို့လူကြီး၃000လောက်ပဲရှိရ။အဲ့ဒီ၃000လောက်ကိုအခုစစ်ဖြစ်တော့ 1500လောက်ကတည်တယ်။ကျန်တဲ့1500လောက်ကဒုက္ခတဲ့ဘဝကိုရောက်သွားတယ်။ဒုက္ခတဲ့ဘဝမှာငငယ်ပြက်ပြက်နဲ့နောငဖျားရည်ဖြစ်ယောဂရည်ဖြစ်ကုသကြဆေးဝါးမရှိလို့900လောက်ကတည်တယ်။1000လောက်ပဲကျန်တယ်။ကျင်းတည်ပေါ့ချင်းမျိုးနွယ်စုတွေလူမျိုးတုံးနေကြပြီ။ခရီးပြည်နယ်မှာလည်းဒီလိုပဲတချို့မျိုးနွယ်စုတွေကတိပြင်းနယ်လုံးပေါင်းမှလူရေ1000လောက်ပဲရှိတာ။ဒီ1000လောက်တော့ရှိတော့လူကြီးကစစ်ဖြစ်လို့တေးတာနဲ့ထမင်းငတ်လို့တေးတာနဲ့ယောဂဖြစ်ပြီးကုသရဆေးမရှိလို့တေးတာနဲ့လူမျိုးတုံးနေကြတယ်။ကိုလူမျိုးကို လူမျိုးတုံးအောင်ခနာတို့ပြန်လုံနေဆိုတာမမိနဲ့နောက်ထပ်သတင်းတစ်ပုဒ်ဖတ်ကြအောင်တီအန်လန်လေးထိချုပ်ထားတဲ့မိုင်းလုံးမှာစစ်တပ်ကလေကြောင်းကနေပုံချဲတဲ့အတွက်ခလေးတငယ်တွေပေါင်းဝင်လူ၁၀ဦးတေဆုံးပါတယ်နော်ဒီပလောင်နဲ့ပတ်သက်လို့ရှိရင်တက်မတော်ကဘယ်နဲ့ကဘယ်နဲ့ရောက်ကိုပဲနေနေပါစေခလေးတငယ်တွေတည်တယ်လို့ပဲပြောတယ်ပုံနဲ့ကြည့်ရတာပလောင်မှာကအရွယ်ရောက်ပြီးသားဗဒက်ပလောင်ဗဒက်မှန်တယ်များအောင်နော်နေစာသဘောနဲ့ကိစ္စချောကုန်လို့ ဘယ်နေရာမှာပဲကြာကြာရကလေးတွေပဲတင်းနေရဆိုတော့တပတ်ကိုတက်ရောက်တယ်เนาะဆိုတော့ပါပလောင်တက်တက်ပြောင်းအဲ့ဒီလိုပြောရလိမ့်မယ်နောက်ထပ်သတင်းတစ်ပုဒ် UNDP ထုတ်ပြန်ချက်မြန်မာနိုင်ငံမှာအမျိုးသမီးပေါင်း၃ပုံပုံတစ်ပုံဟာအလုံးလက်မဲ့ဖြစ်နေပါတယ်။အလုံးလက်မဲ့ဖြစ်နေတဲ့အမျိုးသမီးတွေဟာအမျိုးသားပြည်ရဲ့နှစ်ဆကျော်ရှိပါတယ်။ဆိုလိုချင်တာကမြန်မာနိုင်ငံမှာအခုလူငယ်တွေအလုံးလက်မဲ့ဖြစ်နေကြတယ်။အဲဒါသွေးစွန်းငွေဖြတ်တောက်ရေးဆိုတဲ့ခနာတို့ရဲ့တပြားတလက်မဖြုတ်အုံနောက်လေးတွေနဲ့ မျက်စီတစုံမကြည့်ပဲမျက်တောင်တစုံကိုပဲကြည့်တယ်သွေးစုံငွေဖြတ်တောက်ရေးဆိုပြီးကိုပြည်သူရဲ့ထမင်းအုပ်ကိုရိုက်ခွဲတဲ့အကျိုးလက်ခမားတို့သွေးစုံငွေဖြတ်တောက်ရေးလို့စပြီးလုတ်တယ်ကပက်လက်လန်တတွေးထွေးကိုမျက်နာကိုကိုပြန်ကြတယ်မြမပြည်ကိုစီးပွားရေးတန်ခတ်ပိတ်ဆို့ရင်မြမပြည်မှာရှိနေတဲ့လူတို့အားလုံးအဲ့ဒီတန်ကိုခိုင်းရမယ်လို့ကျွန်မပြောခဲ့တယ်ခမားတို့ကညံမမမီတာခမားတို့တထွားတမောင်းဖြုတ်အောင်နောက်နဲ့လူစင်မမီတဲ့လူရည်ပြေဖို့ ပြားကိုတယ်လို့နဲ့အုံနောက်နဲ့သွေးစွန်းတွေဖြတ်တောက်ရေလုတ်တဲ့အတွက်မြမပြည်ကိုဖက်ဖက်ကဒဏ်ခတ်ပိတ်ဆို့ရတဲ့အတွက်အခုလိုပြည်သူတွေအလုံးလက်မဲ့ဖြစ်နေကြတာပဲအလုံးလက်မဲ့ဖြစ်တာနဲ့နောက်ွယ်မှာရာဇဝတ်မှုတွေပိုပြီးများလာမယ်ဆိုတာခင်ဗျားတို့မမေ့ဘူးနောက်ထပ်သတင်းဘုတ်ကရန်ကုန်မှာစက်တင်ဘာတလအတွင်းစီရေးပြမတ်ရှိခုကိုသူတို့ပြည်ရဲ့အဖွဲ့တွေကတိုက်ခိုက်နိုင်ခဲ့ပါတယ်သူတို့ပြောတယ်တိုက်ခိုက်တယ်ဆိုတဲ့နေရာတွေကိုလိုက်ပြီးတော့ကြိတ်လိုက်တဲ့အခါကျတော့ရဲကြီးယုံနေ အုတ်ချုပ်ရည်မှုယုံတွေထွေးအုတ်ယုံတွေဖြစ်နေတယ်။အုတ်ချုပ်ရည်မှုယုံထွေးအုတ်ယုံရဲ့ကျေးမှုယုံတွေဆိုတာကအပြစ်မဲ့အရက်သားပြည်သူလက်နက်ကင်ထားခြင်းမရှိတော့လက်နက်မဲ့ရက်သားပြည်သူတွေကိုတရားဥပဒေစိုးမှုအောင်လှုပ်ဆောင်ပေးတဲ့နေရာ။ဟုတ်တယ်နော်။ထွေးအုတ်ယုံတွေရက်ွက်အုတ်ချုပ်ရည်မှုယုံတွေဆိုတာ လက်နဲ့မဲ့နေတဲ့လက်နဲ့ကင်ထားခြင်းမရှိတော့လက်နဲ့မဲ့ရက်သားပြည်သူတွေကိုတရားဥပဒေစိုးမိုးအောင်လှုပ်ဆောင်ပေးတဲ့နေရာအရက်သားပြည်သူအများပြည်သူတွေသက်ဆိုင်တဲ့နေရာ လက်နက်ကင်စစ်တပ်မရှိတော့လက်နက်ကင်ရဲတပ်ဖွဲ့မရှိတော့လက်နက်မဲ့အရက်သားပြည်သူတွေနေတဲ့နေရာဒီလက်နက်မဲ့အရက်သားပြည်သူတွေကိုတရားဥပဒေစိုးမိုးအောင်ဝန်ဆောင်မှုပေးတဲ့နေရာအများပြည်သူတက်ဆိုင်တဲ့နေရာကိုခမည်းတော်ကအစီရေပြတ်မှတ်ရှစ်ခုကိုတိုက်ခိုက်တယ်ဆိုပြီးစီရေပြတ်မှတ်လို့တတ်မှတ်ပြီးခမည်းတော်စီရေပြတ်မှတ်လို့တိုက်ခိုက်တယ်ဆိုရင်အဲ့ဒါစီရာဇွဲမှုမြောက်တယ်အဲ့ဒါအကြမ်းဖက်မှုဖြစ်တယ်ခမည်းတော်ဒီအရက်သားပြည်သူတွေကိုစီရေပြတ်မှတ်အဖြစ်အတုံးချပြီးတိုက်ခိုက်နေတဲ့ 还捡半块那片的。